เนาะငလျင်ဆလို့တော့တောင်ကူမှာအပြိုကျပျက်စီးနေဖြစ်တော့ဒုတက်ချုပ်သွားပြီးကြည့်တယ်ကြည့်တယ်ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှာဒီလိုမျိုးဖျားရင်မင်းတော့မဖက်လက်စီးတယ်ဆိုတော့ခရိုင်မျိုးတက်လာတယ်နော်ဆိုတော့ဒီလိုကိစ္စမျိုးကတည်ရဖြစ်စေမတည်ရဖြစ်စေလက်ခံပြီးလို့မရဘူးအပြစ်ဆိုတာမျိုးကမတည်လို့ကျွလွန်ပါရဲဆိုပြီးတော့ပြောလို့မရဘူးရှင်းမတော်ဆန်းစုကြည်ဆိုလည်းဒီလိုပဲအမျိုးသမီးမိန်ဝင်ရမယ်ရွှေစတော်ရဲ့တော်ဆန်းစုကြည်ဝင်တယ်ကျမတို့မကြိုက်ဘူးအဲ့ဒါကျမတို့ဝန်ခံနေထောက်ပြရတယ် ေါင်ဆန်းစုကြည်နေရာမှာဒေါင်ဆန်းစုကြည်မဟုတ်ပဲနဲ့လက်ရှိတက်ချုပ်ရဲ့ခတော်ဒေါ်ကျူကျူလာကမန်းရွှေဆက်တော်အမျိုးသမီးမဝင်ရတဲ့ဝင်လို့ရှိရင်လည်းပဲအဘအမိန်းမဟုတ်လို့ကျမတို့အားပေးထောက်ခံတဲ့အဘအမိန်းမဟုတ်လို့ဆိုပြီးကျမတို့ကနှစ်လူရှုထားမှာမဟုတ်ဘူးပြောပါမယ်အခုလိုမျိုးဗုဒ္ဓဘာသာကိုနှီးမျိုးစုံနဲ့စော်ကားနေရတဲ့စော်ကားခံနေရတဲ့ပုံမှာခင်ဗျားတို့တုံ့ပြန်ကြင်တာလားကာကွယ်ကြင်တာလား မိမိတို့ဘာသာကိုအစော်ကားနေတဲ့လူတွေလက်ကနေပြီးနောက်နောက်အစော်ကားမခံရအောင်ခင်ဗျားတို့ကာကွယ်ချင်သလားအဲ့ဒီလိုအစော်ကားနေတဲ့လူတွေကိုလည်းထိုက်တင်တဲ့အပြစ်ဒဏ်ခင်ဗျားတို့ပေးချင်သလားပေးချင်တယ်ဆိုရင်ဘာသာကိုစော်ကားတဲ့လူတွေကိုစော်ကားတဲ့အလျောက်ပြစ်ဒဏ်ပေးချင်တယ်ဆိုရင်နောက်နောက်စော်ကားမခံရအောင်ကာကွယ်ချင်တယ်ဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေကိုပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗုဒ္ဓဘာသာစော်ကားမခံရလေအောင်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့လိုပြီးဖြစ်ကြောင်းမပုဒုမဟာတော်ထပ်ပြလိုက်တဲ့ရုပ်တံနဲ့အတူလာရှုမြို့အတွင်းစစ်ကားအများပြားဝင်ရောက်နေရယူနေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားအောင်ပါမို့အဆုံးထိနားဆင်ပေးကြပါအောင်ခင်ဗျာကဲဖနန်စီတဲ့ခင်ရဲ့ဖရားရင်မင်းတော့ဖနန်စီတဲ့တရားကတစ်ခုပြီးတစ်ခုကြုံရကြရတယ်ပြောစရာရှိတာရင်တော့ အဘပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်ကျွန်မမဟုတ်ဘူးမဟာသေးကပြောရရင်เนาะငလျင်ဆလို့တော့တောင်ကူမှာအပြိုကျပျက်စီးနေဖြစ်တော့ဒီတက်ချိုးသွားပြီးကြည့်တယ်ကြည့်တယ်ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှာဒီလိုမျိုးဖျားရင်မင်းတော့မဖနေစီးတယ်ဆိုတော့ခရင်မျိုးတက်လာတယ်เนาะဆိုတော့ဒီလိုကိစ္စမျိုးကတည်ရဖြစ်စေမတည်ရဖြစ်စေလက်ခံပေးလို့မရဘူးအပြစ်ဆိုတာမျိုးကမတည်လို့ကျွန်းလွန်ပါရဲ့ဆိုပြီးတော့ပြောလို့မရဘူးရှင်မတော်ဆန်းစုကြည်ဆိုလည်းဒီလိုပဲအမျိုးသမီးမိန်ဝင်ရမယ်ရွှေဆက်တော်ရဲ့တော်ဆန်းစုကြည်ဝင်လဲကျမတို့မကြိုက်ဘူး မတို့ဝန်ခံနဲ့ထောက်ပြတယ်ဒေါ်ဆန်းစုကြည်နေရာမှာဒေါ်ဆန်းစုကြည်မဟုတ်ပဲနဲ့လက်ရှိတက်ချုပ်ရဲ့ခတော်ဒေါ်တကျူနာကမန်းရွှေဆက်တော်အမျိုးသမီးမဝင်ရရဲ့ဝင်လို့ရှိရင်လည်းပဲအဘမိမဟိုလို့ကျမတို့အဘထောက်ခံနေတဲ့အဘမိမမို့လို့ဆိုပြီးကျမတို့ကလှစ်လို့ရှုထားမှာမဟုတ်ဘူးပြောမှာပဲနော်ဒီလိုပဲရွှေပေါ်ကျုံးအဲရွှေပေါ်ကျုံးပေါ့နော်မလိုင်းမြို့နဲ့ရွှေပေါ်ကျုံးမှာဆိုလို့ရှိရင်လည်းအာဒီငကယုံဖျားဌာပနာဝင်းထဲမှာဖျား ဒီဖျားဝင်းထဲမှာဒုစုကြည်ပုံရုပ်ထုထားပြီးကိုးခွေတာကြီးကျမတို့ကပ်ပွက်ရှုပ်ချခဲ့တယ်လက်ရှိဆိုတော့လက်ရှိမှာဆိုရင်ဒုတချုပ်ရဲ့ဖက်နေစည်းတဲ့ကိစ္စဆိုလို့ရှိရင်လည်းကျမဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လုံးဝလက်ခံပြီးတော့မရဘူး ဒါပြေဒီရက်ထဲမှာပဲဆွေဒီကုံဇေယျတော်မြင့်ကြီးရဲ့မဟာအောင်မြေပေါ့နော်အောင်မြေနဲ့မြေမှာမျိုးသမီးတယောက်ဖ ೇನೆ စီရတဲ့ရုပ်တံဖိုင်လေးနောက်ခုကချင်းပြည်နယ်ဘူတာအိုးမှာကချင်မလေးတယောက်ဆိုပြီးတော့ဒါကတော့တမင်သက်သက်ဆောထားတာပေါ့နော်တမင်သက်သက်ဖျားရဲ့ဒီဇေဒီတော်ရဲ့အလဲပြည့်စင်ရအထိကိုတမင်တကာဖနှက်နဲ့တက်ပြီးတော့တစ်တော်ဆော့တာဒါတမင်တကာဆော်ကားတာပေါ့ဒါမျိုးတွေမြင်လာတိုင်းကြားလာတိုင်းမှာကျွန်မတို့နှလုံးသားတွေဆက်ဆက်ခံနားရတယ်နော်ဆိုတော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက် ပြောတဲ့နှလုံးသားတွေနာကျင်ရလိမ့်မယ်လို့ကျွန်မထင်တယ်။တချို့တော့အခရီးဘာသာဝင်တွေရှိရင်တချို့တော့အစ္စလာမ်ဘာသာဝင်တွေရှိရင်တချို့လူတွေမှာလူချင်းလူလူလူပိသားတဲ့အစိတ်တလေးတွေရှိတဲ့ခါကျတော့ဘာသာချပင်ဖြစ်လင်ကစားကျွန်မတို့ဗုဒ္ဓဘာသာအဲ့လိုဆောကားခံရမှုပေါ်မှာတို့ရေစိတ်မကောင်းဖြစ်တာလည်းတွေ့ရတယ်။ဆိုတော့ကျွန်မမေးမယ်အခုလိုမျိုးဗုဒ္ဓဘာသာဝင်မျိုးစုံနဲ့ဆောကားနေရတဲ့ဆောကားခံနေရတဲ့ပုံမှာခင်ဗျားတို့တုံ့ပြန်ကျင်လား။ကောက်ွယ်ကျင်လား။ မိမိတို့ဘာသာကိုအစော်ကားနေတဲ့လူတွေလက်ကနေပြီးနောက်တော့အစော်ကားမခံရအောင်ခင်ဗျားတို့ကားခွင့်ချင်သလားအဲ့ဒီလိုအစော်ကားနေတဲ့လူတွေကိုလည်းထိုက်တင့်တဲ့အပြစ်ဒဏ်ခင်ဗျားတို့ပေးချင်လားပေးချင်တယ်ဆိုရင်ဘာသာကိုအစော်ကားတဲ့လူတွေကိုအစော်ကားတဲ့အလှည့်အပြစ်ဒဏ်ပေးချင်တယ်ဆိုရင်နောက်တော့အစော်ကားမခံရအောင်ကားခွင့်ချင်တယ်ဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေကိုပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ်23ခုနဲ့ဝါကုံလာပြည်နေမှာတမရမဝဲမောင်ကိုလည်းမှရေးထုတ်ပြီးတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြသခဲ့တာရှိတယ်။နော်ဒီအဆိုဆိုလို့ရှိရင် ပါလီမန်မက်ဆန်းချောင်းမြို့နယ်ပါလီမန်မက်ဝနကျော်ထင်တော်ခင်လာကအဆိုတင်သွင်းခဲ့တာပေါ့ဒီနိုင်ငံတော်ဘာသာကိုဘောလဘာသာပြပြထမ်းဖို့ဆိုတာကလွယ်လွယ်ကူကူဖြစ်ခဲ့တာပေါ့နော်အာအဲ့ဒီခေတ်အဲ့ဒီခါတုန်းကလည်းဒီစာချုပ်အမောင်ကြီးလိုမျိုးမြို့သားကြီးတန်ခါတော်တွေနဲ့မြို့ချစ်ပုဂ္ဂိုလ်တွေကနေဆင်းတိတိကြအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်ပထမဒီကိစ္စကိုပါလီမန်မှာ အဆိုတင်သွင်းတဲ့အခါမှာသာသနာ့ဝင်ကြီးဦးဝင်းကကန့်ကွက်တခဲ့တဲ့အတွက်သာသနာ့ဝင်ကြီးဦးဝင်းကကန့်ကွက်ခဲ့တဲ့အတွက်အဲ့ဒီအဆိုအပြစ်မဲ့လို့ဆယ်နှစ်ကြာမှခက်ခက်ခဲခဲနေရလာခဲ့တဲ့ဥပဒေဖြစ်တဲ့သို့တော်1960လက်ခုနှစ်မှာနိုင်ငံရေးအလှည့်ပြောင်းဖြစ်လို့တော်လဲကောင်စီတက်လာတယ်တက်မလို့ကအာနာထိန်းလိုက်ရတယ်အာနာသိမ်းလိုက်ရတဲ့အတွက် 60နှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်အဲ့ဒီဥပဒေဟာအလိုလျောက်ပြတ်ပြေးတာဖြစ်သွားတယ်။ဒါကြောင့်မလို့60နှစ်မှာပြတ်သွားတဲ့အတွက်နောက်84ချိန်ကဥပဒေဆိုတာပေါ်လာတယ်။2008ဖွဲ့စည်းပုံချိန်ကဥပဒေဆိုတာပေါ်လာလေ။လက်ရှိ2008ဖွဲ့စည်းပုံချိန်ကဥပဒေမှာဆိုလို့ရှိရင်ပုံမှန်360လို့ပဲပါတယ်။ပုံမှန်360ဆိုတာကလေဗုဒ္ဓဘာသာဒီနိုင်ငံသားအများဆုံးကိုယ်ခွင့်ရာဂုံတုဝိသေသနဲ့ပြည့်စုံသောဘာသာလို့ပါတယ်။အဲ့ဒီနေရာမှာကျမတို့ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေရဲ့ပြန်ပြီးအသက်သွင်းဖို့လိုတယ်။ ဆိုတော့အခုလိုမျိုးဆောင်းကားခံရတဲ့ဆောင်းကားခံနေရတဲ့ပုံဒီမှာခင်ဗျားတို့နာကြည့်တယ်ခင်ဗျားတို့ခံပြင်းတယ်ခင်ဗျားတို့ကိုယ့်ဘာသာကိုနောက်နောက်ဆောင်းကားမခံရအောင်ကာကွယ်ခြင်းလေဆိုရင်အဲ့ဒီလိုဆောင်းကားနေတဲ့လူတွေကိုထိုက်တဲ့လေအလျောက်ပြမှုပြတဲ့ပြန်ပြီးအပြစ်ပေးချင်တယ်ဆိုရင်ကျမတို့ဘုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့ပြဿနာမျိုးလိုအပ်တယ် နော်ဒီကိစ္စဆိုလို့ရှိရင်ကျွန်မဗဟုတုမဟာသွေးဒီဒေါက်ဆန်းစုကြည်ကြီးနဲ့ NLD ပါတီအစိုးရဖြစ်ခဲ့စဉ်ကာလတည်းကဒီအကြောင်းအရာကိုအများသူငါတွေသိရှိအောင်ကျွန်မမျှဝေခဲ့ရဲတံမြေပြန်မလုပ်ခဲ့တာเนาะ59နှစ်မြောက်နိုင်ငံတော်ဘာသာနေ့အခမ်းအနားနေ့ကနေစပြီးတော့နိုင်ငံတော်ဘာသာဖြစ်ပေါ်လာဖို့အကြောင်းနိုင်ငံတော်ဘာသာနေ့ဘာကြောင့်လိုအပ်တယ်ဆိုတာကိုလက်ကမ်းစာဆောင်တွေဝေပြီးတော့မြေပြန်မှာကျမကိုယ်တိုင်လှုပ်ရှားခဲ့တာဒီနေ့ဒီချိန်ဒီကျမလှုပ်ရှားနေစေဖြစ်တယ်ဆိုတော့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတဲ့အခုလက်ရှိမှာရွေးကောက်ပွဲဝင်မဲ့ တချို့ပါတီခေါင်းဆောင်ပါတီဥက္ကဋ္ဌနေနဲ့တွေ့မြင်တာရှိတယ်တချို့ပါတီကကိုယ်စလဲလောင်းနေတယ်ပေါ့ပါတီတီးတီးကလွတ်တော်မတ်တင်နဲ့ကျမတွေ့ဆုံပြီးနိုင်ငံရေးအကြောင်းအရာတွေဆွေးနွေးပြတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲကျမတွေ့ကျမစကားပြောပြီးတဲ့ တော့ရွေးကောက်ပွဲဝင်ပြိုင်မယ်လွှတ်တော်ကိုယ်စားလှယ်တိုင်းကိုနိုင်ငံရေးပါတီတိုင်းကိုကျွန်မတိုက်တွန်းတယ်ခင်ဗျားတို့လွှတ်တော်ရဲ့ရောက်တဲ့အခါမှာဒီတစ်ခုတော့မဖြစ်မနေနိုင်ငံနဲ့လူမျိုးနဲ့ဘာသာနဲ့သာသနာတွေကာကွယ်ပေးဖို့အစိုးတင်သွင်းမှာလို့ကျွန်မအကြိမ်ကြီးခါကတိုက်တွန်းခဲ့ပူတယ်။နော်ဆိုတော့ကျွန်မရှိမှာတော့အင်းမာလို့ဟုတ်ခဲ့ပါဘူးခရီးပေးခဲ့တာရှိတယ်။ကိုရမာတော့ဘယ်လိုလာမလဲအာနာရတဲ့အခါဘယ်လိုပြောင်းလဲဖြစ်မလဲဆိုတော့ကျွန်မတို့စောင့်ကြည့်ရနေပဲ။ကျွန်မတို့ပြည်သူတွေရင်ထဲမှာကအဲ့ဒီဥပဒေကိုအသက်သွင်းရမယ်ဆိုတာထည့်ထားဖို့လိုပါတယ်။ တရုတ်၏ကြားဝင်မှုဖြင့်စစ်ရေးအရာပြူဟာကြပြီးရှမ်းပြည်မြောက်ပိုင်း၏မြို့တော်လာရှုကိုရသွားသောစစ်ကောင်စီတပ်ကယနေ့ဧပြီ20ရက်အရှေ့မြောက်ပိုင်းတိုင်းအလံများလွင့်ထားသောစစ်ရင်တန်းများဖြင့်မြို့တွင်းဝင်ရောက်နေရယူထားသည်ဟုမြို့ခံများကပြောကြားသည် တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့်အပြည့်ရရန်သဘောတူညီခဲ့ကြပြီးနောက်လာရှိုးမျိုးမှကိုကန့်တက်များသည့်ဇွန်လနောက်ဆုံးထားကဆုတ်ခွာရန်သဘောတူခဲ့ရပြီးဒုတိယအကြိမ်တွေ့ဆုံအပြီးတက်မက်ကာလာထက်ဆော့ကဧပြီ21ရက်နေ့နောက်ဆုံးထား၍ထွက်ခွာရမည်ဖြစ်သည့်ယနေ့နနက်9နာရီခန့်တွင်မိုးကအုပ်စစ်ကောင်စီထရက်ကာအစီးရေ10နှင့်ချီသည့်လာရှိုးမျိုးတွင်ဝင်လာပြီးစစ်သားအများပြားလဲလိုက်ပါလာကြသည်ဟုမြို့ခံများကပြောသည် မြို့ဝိုင်းပတ်နားမှာရထားတာတွေ့တယ်တက်တွေ့တယ်လဲဝင်သွားကြတယ်အစည်းရီတော့အတိအကျမသိဘူးအခုထိလဲမြို့ပေါ်မှာစစ်ကားတွေတွေ့နေရတယ်စစ်သားတွေလဲအပြည့်ပါတယ်ဟုမြို့ခံအမျိုးသမီးတဦးကပြောသည်လာရှိုးမြို့တောင်ဘက်မိုင်90ခန့်ကွာတန်ရံမြို့တွင်အခြေစိုက်ထားသည် စစ်ကောင်စီတပ်မှစစ်ကားများသည်လာရှိုးမိုင်းရဲ့လမ်းပိုင်းမှတဆင့်ဝင်ရောက်လာပြီးမြို့နေရာတချို့တွင်ရင်များရပ်နားထားသည်ဟုဆိုသည့်အဆိုပါစစ်ကောင်စီရင်နံလာရှိုးမြို့တွင်ဝင်ရောက်လာသည့်ရုတ်တံဖိုင်များလည်းလူမှုကွန်ရက်တွင်ပြန့်နှံ့နေပြီးစစ်ကောင်စီရင်အစည်းအဝေးများစွာတွေ့ရသည် ကားအစီးရေ80ကျော်ခန့်ပါဝင်ပြီးယနေ့နနက်9နာရီခန့်ကလာရှုမြို့မြို့တော်ခန့်မှနေရနာထားသည်ဟုလာရှုမြို့ခန့်အမျိုးသားတအူးကလည်းပြောသည်ရက်ကွက်နှစ်ကုတ်ခိုင်လမ်းမပေါ်မြို့တော်ခန့်မနာမှာအလုံးတန်းစီပြီးတော့ရက်ထားတယ်အမျိုးသမီးရဲ့မိဘများတယ်ယူနီဖောင်းဝတ်တွေနဲ့အလုံးလက်နက်ကင်ထားကြတယ်အမျိုးသားတပ်သားတွေတော့ရှိပေမဲ့နဲတယ်ဟုအဆိုပါမျိုးသားကဆိုသည်